နိုင်ငံတွေရဲ့ထူးခြားတဲ့အချက်တွေကို ပြောနေတဲ့အစီအစဉ်ဖြစ်ပါတယ်။ဒီနေ့ကတော့အာမေးနီးယားနိုင်ငံအာမေးနီးယားနိုင်ငံလို့ပြောလိုက်လို့ရှိရင်အာရှနဲ့ဥရောပရဲ့ဂျားထဲမှာမြုပ်နေတဲ့နိုင်ငံလေးတစ်ခုယူရေးရှားနိုင်ငံလို့ပြောလို့ရတယ်။တနည်းအားဖြင့်ဆိုလို့ရှိရင်အာရှရဲ့ဗတ်ချန်းကိုရောက်နေတဲ့လူပြူတွေကော်ကေးရှားနယ်ပါးတွေလို့ပြောလို့ရတယ်။နံပါတ် အမေနီးယားနိုင်ငံကကမ္ဘာမှာပထမဆုံးခရစ်ယာန်ဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းတဲ့နိုင်ငံဖြစ်တယ်။ဆိုတော့သူ့နိုင်ငံကိုသွားလိုက်လို့ရှင်ဘယ်ဟိုပဲကြီးလိုက်ကြီးလိုက်ဖျားเจ้าတွေကိုတွေ့ရတယ်။ဖျားเจ้าတွေက ပုံမှန်လေးတိဆောက်ထားတဲ့ဖျားเจ้าတွေမဟုတ်ပဲနဲ့ထောင်နဲ့ခြီးပြီးတော့ကြာရှည်တဲ့ဖျားเจ้าတွေဖြစ်ပါတယ်။နံပါတ်1ကမောင်အာရာရက်ဖြစ်ပါတယ်။နိုအာကကဘာကြီးရေမြုပ်တာကိုကယ်တင်ပြီးတော့ သူ့ရဲ့သင်္ဘောကိုဗမာရက်ခဲ့လဲဆိုတဲ့အခါမှာမောင်အာရရက်တောင်ပေါ်မှာရက်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ထူးခြားတာတစ်ခုကဒီမောင်အာရရက်ကဒီနေ့ခေတ်ပထဝီမြင်းကြောင်းနေရကြည့်မယ်ဆိုလို့ရှိရင်အာမေးနီးယားနိုင်ငံမှာရှိတာမဟုတ်ဘဲနဲ့အတူတကီနိုင်ငံဘက်ခြမ်းကိုရောက်နေတာကိုတွေ့ရတယ်။ဒါပေမဲ့လည်းအာမေးနီးယားနိုင်ငံကမောင်အာရရက်ကိုအာသူတို့ရဲ့နိုင်ငံရဲ့အထင်ကရအတင်ကြတာဖြစ်သတ်မှတ်ထားစေဖြစ်ပါတယ်။နံပါတ်3က ယေရီဗန်ဖြစ်ပါတယ်ယေရီဗန်ဆိုတာကအာမေးနီးယားနိုင်ငံမြို့တော့ဒါပေမဲ့ထူးခြားတာတစ်ခုကဒီယေရီဗန်မြို့ကိုတည်ထားတဲ့တပ်တန်းကရောမမြို့ထက်29နှစ်တိတိစောပါတယ်ဒီလိုမျိုးတမိုင်းဝင်တဲ့နိုင်ငံတစ်ခုကိုလဲပတ်ဖို့အတွက်မြန်မာနိုင်ငံသားတွေအနေနဲ့လွယ်ကူပါသလားမြန်မာနိုင်ငံသားတွေအနေနဲ့တည်းမဟုတ်ပါဘူးအာမေးနီးယားနိုင်ငံကတကဘာလုံးကဘသူ့ကိုမဆိုဂျူဆိုတဲ့နိုင်ငံဖြစ်တယ် ဗီဇာကိုအရင်ခက်ခဲတာမျိုးမဟုတ်ပဲလွယ်လွယ်ကူကူရနိုင်တဲ့နိုင်ငံမျိုးဖြစ်တဲ့အတွက် အကယ်၍သင်ကစိတ်ဝင်စားရဲဆိုရင်တွားလေကြည့်တင်ပါတယ်နောက်ထပ်တနိုင်ငံမှာ ပြန်တွေ့ပါဦးမယ်